မိတ်ဆွေများလုံးမဲမင်္ဂလာပါရှင်ဗရာဖီချာချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်အခုဖတ်ပြပေးမှာကတော့ဆရာတော်အရှင်ပညာဝရရှိတာထားတဲ့တေချာပေါအောင်မြင်ခြင်းလင်းဆိုတဲ့စာပိုက်လေးကိုဖတ်ပြပေးမှာပဲဖြစ်ပါတယ်ရှင်တခါကစင်မြင့်စားတော့ဆိုင်ရဲ့ပေါ်ဆုံးထက်မှာလုပ်ငန်းရှင်သုံးဦးညစာကိုစားတော့နေချရင်လည်းကိစ္စတစ်ခုအတွက်အခြေတင်ငင်းခုန်နေကြတဲ့အဖြေကထွက်မလာပါဘူး သူတို့စားတောင်းနေတဲ့သကွဲကုံကရေကူးကန်သေးစားလေးရဲ့ဘေးနားမှာခင်းကျင်းထားတာဖြစ်ပြီးတော့ထိုကန်ထဲမှာလည်းငမန်းတစ်ကောင်ကိုအလားဖြစ်မွေထားတဲ့တူကကျုပ်တို့ပြဿနာကတော့ဒီလောက်နဲ့ဖြေထွက်လာမှာမဟုတ်ဘူးဒီတော့ဟော်ဒီကန်ထဲမှာရှိတဲ့ငမန်းကိုခမားတို့ဘယ်လိုဖမ်းကြမလဲလို့ရုတ်တရက်ကောက်မိလိုက်တဲ့တယောက်ကလင်းမြန်စွာနဲ့ခါကြတဲ့ကတနတ်ကိုထုတ်ပြီးတိုင်းတိုင်းနဲ့ဆင်ပြေလိုက်တဲ့ ငမန်းကလည်းလင်းမြန်စွာနဲ့ရေထဲမှာကူးခတ်နေတဲ့အတွက်ကြည်စံသာကုန်သွားတယ်ငမန်းကိုတစ်ချက်မှမထီလိုက်ဘူးဒုတိယတယောက်ကလဝိသမားဆိုတော့ရေထဲကငမန်းကိုစင်ဖန်းနေလူသားမောသွားတယ်ငါကိုဖမ်းမရတာကြောင့်မောပန်းစွာနဲ့ပဲအပေါ်ကိုပြန်တက်လာပြီးပထမလူနဲ့ဒုတိယလူတို့နှစ်ဦးကတတိယလူကငါကိုဘယ်လိုဖမ်းမလဲဆိုတာကိုစိတ်ဝင်စားနေကြတဲ့တတိယလူကတည်ငြိမ်စွာနဲ့နေရာကထားလိုက်ပြီး သူဟန်ပန်မူရာကဒီငမန်းကို သူတကယ်သေးချာပေါက်ဖမ်းလို့ရနိုင်မယ်ဆိုတဲ့ယုံကြည်စိတ်ချမှု အထင်းသားပေါ်နေတဲ့သူကသူတောက်လို့ကုန်သွားတဲ့ကော်ဖီကွက်ကိုယူသွားပြီးတော့ငါးကန်လေးပေးနာမှထိုင်ပြီးကန်ထဲကရေကိုခတ်ထုတ်နေလိုက်တဲ့ပြီးတော့ကျွန်တော်နီးကနည်းနည်းတော့ကြာမယ်ဒါပေမဲ့သေးချာပေါက်ဒီကောင်ကိုကျွန်တော်ဖမ်းနိုင်ပါလိမ့်မယ်လို့ဟိုလူနှစ်ယောက်ကိုလှမ်းပြောလိုက်တယ် ခုခေတ်လူတွေကအောင်မြင်မှုကြော်ကြားမှုငွေကြေးစီးပွားဥစ္စာတွေနောက်ကိုအသေးအတန်လိုက်နေကြပေမဲ့အောင်မြင်မှုကြော်ကြားမှုနဲ့ငွေကြေးဥစ္စာတွေက လိုက်လေလေပြေးလေလေဖြစ်နေတဲ့အဓိကပြဿနာကစန္ဒစော်လွန်းတာကြောင့်ဖြစ်တဲ့စန္ဒပြင်းထန်မှုဆိုတာကပညာပါပြီးတော့စန္ဒစော်လွန်းတာကပညာအားနေတဲ့ဒီဇလန်းလေးမှာငမန်းကိုသူတို့သုံးစလုံး တေချာပေါက်ရယူခြင်းတဲ့စံထားတွေရှိကြပေမဲ့ပထမလူနဲ့ဒုတိယလူကအမြန်ရဖို့နီလန်းကိုတုံခဲကြတဲ့အတွက်ရအောင်မဖမ်းနိုင်ခဲ့ကြဘူးတတိယလူချင်းသုံးနာကတေချာပေါက်ပြေးမလွတ်တဲ့လမ်းဖြစ်တယ်ရေထဲမှာရှိနေတဲ့အင်အားကြီးမသည့်ငမန်းကိုရေနေပါသွားအောင်လုပ်ခြင်းအဖြစ်သူ့ကိုတိုက်ရိုက်မထိခိုက်သေးတော့လေသူ့အင်အားကိုတနည်းနည်းဖြင့်နေပါသွားအောင်လုပ်နေခြင်းဖြစ်တာကြောင့် ဒီသဘောတရားကိုနားမလည်လျင် နားမလည်သည့်လူမျိုးသို့မဟုတ် နိုင်ငံသည် သူတပားနှမမှုကိုခံရပါလိမ့်မယ်။ဒါကြောင့်ရှင်မြတ်လူကြီးတွေကမျက်တောင်တဆုံမကြည့်ပါနဲ့မျက်စိတဆုံကြည့်ပါဟုဆုံးမခဲ့ဘူးတဲ့မျက်စိတဆုံမြင်ရဖို့အတွက်အတွေးခေါ်ကောင်းရှိဖို့ဉာဏ်ပညာထက်မြက်နေဖို့လိုအပ်ပါတဲ့တာမန်မျက်စိက သူရှိမှအကွယ်ရှိလျင် ထွင်းဖောက်ပြီးမမြင်နိုင်ပေမဲ့ ညာမျက်စိကတော့အတိုင်းအစားမရှိအောင်ရာအားလုံးကို ထွင်ပေါက်ပြီးမြင်နိုင်တယ်။ဒါကြောင့်အောင်မြင်ခြင်းရင်နံပါတ်၁ရေရှည်စီမံကိန်းဆွဲရမည်၊၂အတွေးခေါ်ကောင်းရမည်၊၃အပင်ပန်းခန့်နိုင်ရမည်။ဒီသုံးချက်ကိုအတိအကျလိုက်နာမည်ဆိုလျင် လူတိုင်းအောင်မြင်ပါလိမ့်မယ်။နေ့စဉ်မိမိဘယ်လောက်တိုးတက်လာပြီလဲ။ ဘယ်လိုတိုးတက်လာတာလဲငါရဲ့တိုးတက်မှုကဘာတွေလဲဆိုတာကိုမိမိကိုကိုမေးပြီး ဖြေတတ်နေပြီးဆိုလျင်မိမိရဲ့တိုးတက်မှုစုပ်ယုပ်မှုတွေကို ကိုကိုတိုင်းအဖြေထုတ်နိုင်ပါလိမ့်မယ်မိမိကိုကိုလည်းအမြဲတမ်းစစ်ဆေးနေရပါမယ်နံပါတ်1အရေးကြီးဆုံးဖြစ်တဲ့ရေရှည်စီမံကိန်းကို မဖြစ်မနေရေးဆွဲပြီးထိုစီမံကိန်းသည် လုံးဝတည်တည်ချာချာပတ်ပေါင်းစုံကနေစဉ်းစားထားသောအရာ ဖြစ်ရမည်။ အကယ်၍ပြောင်းလဲခဲ့ရင်တောင်မှမူလညွန်မှန်းထားသည့်ထက်ပိုကောင်းအောင် လုပ်နိုင်တဲ့ပြောင်းလဲမှုပဲဖြစ်ရပါမယ်။နံပါတ်2အတွေးခေါ်မြင်ဖို့အတွက်အတွေးခေါ်ပါသည့်စာပေမျိုးကိုဒီဇိုင်းမမတ်အချိန်ချင်းခါခါဖတ်ရမယ်။တစ်ချိန်ဖက်လိုက်တဲ့အတွေးခေါ်ရလက်နဲ့နောက်တစ်ချိန်ဖက်လိုက်တဲ့အတွေးခေါ်ရလက်ကတူမီမဟုတ်ပါ စဉ်းစားတတ်သည့်လူဖြစ်ဖို့အတွက်စဉ်းစားမှုတွေပေးတော်စားပြီးအတွေးခေါ်ကောင်းတွေရဖို့အတွက်အတွေးခေါ်ကောင်းနဲ့စားပြီးတနာကျင်နာတတ်သည့်လူတယောက်ဖြစ်ဖို့အတွက်တနာကျင်နာမှုတွေပေးနိုင်သည့်စားပြီးထို့သောစားပြီးမျိုးစုံကိုအချိန်ရလျင်ရသလိုဖတ်ရှုလေ့လာရမည်သာဖြစ်တဲ့နောက်ဆုံးချက်အနေနဲ့အပင်ပန်းခံနိုင်ဖို့ဆွဲရှိဖို့ပဲဖြစ်တဲ့အောင်မြင်မှုရအောင်စူးစမ်းသည့်မြည်သည့်အလုံးမစိုး တတန်တတနဲ့အလွဲတကူဖြစ်မလာနိုင်တဲ့အတွက်တန်ရာတန်ကြီးတော်ပေးဆက်ရမည်ထိုတန်ရာတန်ကြီးဆိုတာကငွေမဟုတ်ဘူးအချိန်တိုင်းမှာစူးစမ်းအားထုတ်နေမှုဝိရိယပဲဖြစ်တယ်အမြင့်ဆုံးနေရာဟူသည်အနိုင်ဆုံးဝိရိယမျိုးနှင့်မတက်ရောက်နိုင်တာကြောင့်မိမိကဘလောက်အတိုင်းတည်းမျှော်မှန်းထားသလဲမိမိမှန်ရင်မှန်းထားသလောက်အပင်မှန်းကိုခံနိုင်ရမည် ကဘာသမိုင်းမှာထင်ရှားကျော်ကြားတဲ့လူပုဂ္ဂိုလ်များရဲ့အထုပ်ပတိတွေကိုလေးလာကြည့်မယ်ဆိုရင်သူများတွေထပ်သူမတူအောင်လုံလာဝိဒိယစွမ်းအားတွေ ကောင်းမွန်ကြတာကို တွေ့ရတဲ့ထို့ကြောင့်မိမိကအောင်မြင်ခြင်းနဲ့ဆိုရင်ရေရှည်စီမံကိန်းဖြစ်ဘဝကိုတည်ဆောက်တတ်ဖို့အတွေ့အခေါ်တွေမြင်မအောင်မြင့်တင်တတ်ဖို့နဲ့မိမိမျှော်မှန်းထားတဲ့ပန်းတိုင်းကိုမရောက်မချင်းမလျှော်သောဆွေလုံးလမျိုးနဲ့သာတည်ဆောက်ကြမယ်ဆိုရင် မိမိညီတိအခက်အခဲအတားစီကမှမိမိတို့ကိုဟန်တာနိုင်မှာမဟုတ်ဘူးအခက်အခဲနောက်ဆက်တွေက စိတ်ထပြင်းထန်ပြီးအတွေးခေါ်မြင်မှ သူတွေရဲ့လုံဆောင်ချက်အောက်မှာပဲနစ်မြုပ်ကြရမှာဖြစ်တဲ့လူတိုင်းလူတိုင်းမိမိတို့ရဲ့ဘဝအဆင့်တန်းများကို ကိုအားကိုကို ကိုကိုကိုဗဟုပြုပြီးတိုးတက်အောင်လှုပ်ဆောင်နိုင်ကြမယ်ဆိုလျင်တာယာနာပါတဲ့အနာဂတ်ကိုမလွှဲမသွေတေချာပေါက် ပိုင်းဆိုင်ကြရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်။ဒီစာပိုက်လေးကိုနားထောင် ပြီးတော့မိတ်ဆွေတို့အတွက်တစုံတစ်ခုခံစားရမယ်ဆိုရင်ခွန်မမရေးခဲ့စေချင်ပါတယ်။ကျမကိုအားပေးတော့စာချစ်ပရိသတ်များနဲ့အတူတတဝရီအားလုံးကောင်းကျိုးလိုရာစန္ဒတွေပြေဝကြပါစေလို့ဆုတောင်းမြတ်တာပို့တာရင်ဆုံးတိနားထောင်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်။